မင်္ဂလာပါခင်ဗျာ BNB ရဲ့ Editor 30ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုကျွန်တော်ကိုဖုံးမောင်နေတူကိုကြော့မောင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုကြော့မောင်မင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုဖုံးမောင်ရေကိုကြော့မောင်ရေဒီနေ့ Editor 30ချက်အစီအစဉ်မှာဒီကျွန်တော်အကြောင်းအရာတစ်ခုလောက်ဆွေးနွေးကြအောင်ဗျာအဲပထမဆုံးကတော့စစ်တပ်ဝါဒဖြန့်မီဒီယာတွေမှာဒီနိုင်ငံကျော်အဆိုတော်ရဲ့ပုံရိပ်တွေနဲ့ပြောစကားတွေနဲ့ပေါ့ဒီရွေးကောက်ပွဲဝါဒဖြန့်ရှိရေးစကားတွေ ထုတ်လွှင့်နေတာတွေ့ရတယ်ဗျာအဲအဲ့ဒါကိုလည်းလူမှုကွန်ရက်ဆမ်မနာပေါ်မှာလည်းတွေ့လာရတယ်ပေါ့ဒီပေါ်ရင်သောဆွေးနွေးပေးပါဦးကျွန်မဟုတ်ကဲ့ပါကိုဖိုးမောင်ဒီအကြောင်းကိုကျွန်တော်တို့မဆွေးနွေးခင်ပေါ့လေကျွန်တော်တို့ဒါ VIP ကိုအစဉ်တစားအားပေးကြည့်ရှုနေကြရတဲ့ဒါမိတ်ဆွေတွေရောင်းရင်းတွေကိုဒါအရင်ဆုံးပြောချင်တာကဒါကျွန်တော်တို့ VIP ကဒါလွတ်လပ်ပြီးတော့မှအမိကိုကင်းတဲ့သတင်းမီဒီယာဖြစ်ပေါ့လေဒါဘယ်သူဩဇာမှမခံယူပဲရည်တည်နေတယ်ဆိုတာကိုအရင်ဆုံးပြောချင်ပါတယ်ဆိုတော့ VIP ကအမိကိုကင်းကင်းနဲ့ဆက်လက်ပြီးရည်တည်သွားမှာဖြစ်တယ်လို့ပဲဒီလိုရည်တည်ရှင်သန်ရေးအတွက်လေဒါ ါ Facebook မှာ subscribe လုပ်ကြဖို့ YouTube channel မှာ subscribe လုပ်ပေးကြဖို့လည်းကျွန်တော်တို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဆိုတော့အခုတော့ဒါကိုဖုံးမောင်မေးတဲ့မေးခွန်းဘက်ကိုကျွန်တော်တို့လှည့်အောင်ပါဆိုတော့အနာသိန်းစစ်တပ်ကလုံးမဲ့ဒီအတူရောင်ရွေးကောက်ပွဲဝါရဖြန့်ချီပေါ့လေဆိုတော့ဒီဝါရဖြန့်ချီအတွေ့ဒါနိုင်ငံတွင်းကဒါဆိုတော်တွေလည်းဒါပါလာတာကျွန်တော်တို့တွေ့ရတယ်ဒါနောက်ထပ်လည်းဆိုတော်တွေရုပ်ရှင်ဗီဒီယိုသတင်းဆောင်တွေရဲ့ဒါအတူရောင်ရွေးကောက်ပွဲဝါရဖြန့်ချီမှုတွေကထွက်လာဖို့ရှိအောင်မယ်လို့ဒါကျွန်တော်တို့ဟိုသုံးသပ်လို့ရပါတယ် အခုတော့ပေါ့လေကျွန်တော်မြင်တော့ပေါ့လေဒါရွေးကောက်ပွဲဝါရဖျန်းကြီးရဲ့ရိုက်ကူးတင်ဆက်မှုတွေကတော်တော်လေးကိုဒါခက်ပေါ်ပေါ်နိုင်တယ်လို့ကျွန်တော်တို့မြင်ရတယ်ဗျာအာဒီမှာပြောဆိုနေတာကြီးရတာဒါစာဖက်ပြီးပြောနေတယ်လို့ပဲဟိုကျွန်တော်ကတော့မြင်မိတယ်ပေါ့လေဆိုတော့ကင်မရာနောက်ွယ်မှာတော့ဘလို့အခြေအနေတွေရှိတယ်ဆိုတော့ဒါကျွန်တော်တို့မသိနိုင်ပေမဲ့လေဒါဒီလူတွေကိုကြည့်ရတာကတော့ပြန်ပေးဆွဲခံထားရပြီးမှဒါစာဖက်ပြီးတော့ပြန်ပြောနေသလိုဖြစ်နေတယ်လို့ကျွန်တော်တို့မြင်မိပါတယ် ဆိုတော့ကိုဖုံးမောင်တိရဲ့အတိုင်းပဲဒါအာနာသိန်းစစ်တပ်ကဒါလက်ရှိအချိန်မှာဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်လာရင်လုံးဝအထိမခံသလိုဒါသူတို့ရဲ့ဒီအာနာဇက်နဲ့ပေါ့လေအတင်းကျပ်ဖိအားပေးတာတွေဖမ်းဆီးတာတွေလှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။နောက်ဟိုဘလော့ဒ်အောင်လဲဆိုလို့ရှိရင်ဒါဆိုရှယ်မီဒီယာမှာ react ပေးလို့ဒါဖမ်းနေဆိုတာမျိုးဆိုတဲ့ဒီထူးထူးဆန်းဆန်းဖြစ်ရတွေတော့ကျွန်တော်တို့ကြားနေရတဲ့အခြေအနေပါဗျ။ဆိုတော့အဲ့တော့ဗျာဒီပြန်ကောက်ရရင်ဒါစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုဒါဝါရဖြန့်ပေးနေရတဲ့အဆိုတော်တွေရုပ်ရှင်ဗီဒီယိုသေုပ်ဆောင်တွေထဲမှာတော့ဒါတချို့ကတော့တကယ်ပဲလူလူလွတ်လပ်နဲ့ တက်တက်ကြွကြွပျော်ပျော်ကြီးကိုဝါရဖြန့်ပေးနေကြတဲ့သူတွေရှိနိုင်တယ်လို့ပဲအဲတချို့ကြတော့လေဒါတို့ကချင်းနဲ့ရကြက်ဖြစ်နေတဲ့အခါကျတော့ဒါမချစ်တော့လေအောင်းကနမ်းရတဲ့အခြေအနေမှာတော့ဟိုရှိမယ်လို့လည်းကျွန်တော်တို့သုံးသပ်မိပါတယ်ဆိုတော့အတင်းကြက်ဖီအားပေးခံရတဲ့အခါမှာဒါရွေးချယ်စရာမရှိတော့ဘူးပေါ့လေဆိုတော့ဒီလိုအခြေအနေမျိုးမှာဒါဒီဝါရဖြန့်ကြီးရန်နေရာထဲမှာပါဝင်ပေးရတဲ့သူတွေလည်းဟိုရှီကောင်းရှိနိုင်ပါတယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့အနေနဲ့ကနားလည်ဖို့လိုအပ်တယ်ပေါ့လေဆိုတော့အဲ့တော့ဘသူတွေကတော့ဒါလိုလိုလားလားနဲ့ဒါဆက်ရနာရှင်ထောက်တိုင်ဖြစ်တယ်ဘသူတွေကတော့ရွေးချယ်ရမယ့်အခြေအနေမှာ ဒီလိုဝါရဖြန့်ချီရန်နေရာတွေမှာပါဝင်ခဲ့ရတယ်ဆိုတာကတော့ဒါနှောင်းတစ်ချိန်မှာဟိုရှင်းရှင်းလင်းလင်းပေါ်လာမှာပါဒါကတော့သိကြပါတယ်ဆိုတော့အခုချိန်မှာကတော့ဒါကျွန်တော်တို့ပြည်သူတွေအားလုံးအနေနဲ့ကဒီလိုရွေးကောက်ပွဲဝါရဖြန့်ချီရေးတွေကိုဒါဆိုရှယ်မီဒီယာတွေပေါ်မှာကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာဒါတွေကိုဆက်ပြီးတော့မမျှဝေကြဘူးပေါ့လေမဖြန့်ယူကြဘူးတော့လိုအပ်ပါတယ်ဒီပေါ်မှာလည်းငင်းခုန်ပြောဆိုမှုတွေလည်းလုပ်ဖို့မလိုအပ်ပါဘူးဒါကပြောရရင်တော့ပြောဒါသူတို့ရဲ့ universe တစ်ခုပါပဲဒီလိုပဲထားလိုက်ကြတာကောင်းမယ်လို့ကျွန်တော်ကတော့ဟိုမြင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ကိုကျော်မောင်ရေအဲဒါနဲ့ကိုကျော်မောင် ပြီးခဲ့တဲ့ရက်ကရုပ်ဆောင်ဖွဲ့ဖွဲ့နဲ့အလင်းရောင်ကိုခေါ်ယူစစ်စစ်မြဲမြဲခံလိုက်ရတယ်နော်ဟုတ်ပါတယ်ကိုဟိုမောင်ရေဒါလည်းတော်တော်လေးကိုကြေလောင်ခဲ့တဲ့သတင်းပါပဲဒါစစ်တပ်ကဝါရဖြန့်ချီတမားတွေပြောကြတာကတော့ဒါကဟိုခေါ်ယူစစ်စစ်တာမဟုတ်ဘူးမင်းဖမ်းဆီးတာမဟုတ်ဘူးပေါ့လေဒါရွေးကောက်ပွဲဝါရဖြန့်ချီမှာပါဝင်ပေးဖို့ကိုဘာတွေခက်ခဲရှိနေလဲဆိုပြီးတော့ဟိုစာဖွာခေါ်ပြီးမေးတယ်ဆိုပြီးတော့ဒါပြန်လဲတုံ့ပြန်ဖြေရှင်းကြရတယ်ကျွန်တော်တွေ့ရပါတယ် ။ရောပြပြောရရင်ပြဒီစားဖာခေါ်မေးခံရတာကိုလည်းအခက်ခဲဖြစ်နေပြီဗျာ။ဟိုအဆင်မပြေဖြစ်နေပြီ။ဒါချင်းချောက်ခံရတဲ့အခြေအနေဖြစ်နေပြီပေါ့။ဆိုတော့ဒီလိုအခြေအနေကိုတိလိုက်ရင်မြန်မာနိုင်ငံကဒါအမှုပညာလွတ်လပ်ခွင့်ဆိုတာကဒါတရားသားမှမရှိတော့တဲ့အပြင်ပေါ့လေ။တော်တော်လေးကိုအနှုတ်ပြနေတဲ့အခြေအနေကိုညွှန်ပြနေရလို့ပဲကျွန်တော်ကတော့ဟိုသုံးသပ်ချင်ပါတယ်။ဆိုတော့ရုပ်ရှင်သရုပ်ဆောင်တယောက်ကသူစိတ်မပါတဲ့ဇလန်းတစ်ခုမှာပါဝင်သရုပ်ဆောင်ဖို့ဖိအားပေးခံရတာမျိုးနောက်တစ်ခါဒီအဆူရော်တယောက်ကသူမဆိုကျင်တဲ့တေးသချင်းတစ်ပုဒ်ကို အရင်အဲ့မှာစုခိုင်းခံရတာမျိုးဒါတွေဒါတွေကတော်တော်လေးကိုစိုးတဲ့အခြေအနေပါဒီတိုင်းပြည်ရဲ့ဒါဒီနုပညာလွတ်လပ်ခွင့်သာမကပါလေဒီလူလူတွေရဲ့ဒီအခြေခံဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်တဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တွေလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လွတ်လပ်စွာယက်တိပိုင်ခွင့်ဒါတွေကိုအတင်းအဲ့မှာဟိုဖိအားပေးဖိနှိပ်နေတဲ့အခြေအနေကိုတော်တော်လေးပေါ်လွင်စေပါတယ်ဆိုတော့ဒီအခုစစ်တပ်ကလုပ်နေတဲ့ပုံစံကဒီအားလုံးကိုဒါရွေးကောက်ပွဲဝါရဖြန့်ကြီးမှာပေါ့လေဒီဒီဆိုတော်တွေတရုတ်ဆောင်တွေအားလုံးကိုဒီလိုရွေးကောက်ပွဲဝါရဖြန့်ကြီးတွေမှာ အတင်းအထက်မှပါဝင်ခိုင်းတဲ့အခါမှာတကယ်ကိုလူလူလားလားနဲ့ဝါရဖြန့်ပေးနေသူတွေကိုဒါပြည်သူတွေကခွဲခြားလိုက်ဖို့ခတ်သွားတယ်ပေါ့လေဒီလိုပြည်သူတွေကခွဲခြားပြီးတော့ဒီ point cost လုပ်ဖို့ခတ်သွားနိုင်တယ်ဒီလိုမျိုးတွေးရလို့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့အရှိမှာကျွန်တော်ပြောခဲ့သလိုပဲဒါဒါတွေကနောက်တစ်ချိန်မှာတော့ထင်ထင်ရှားရှားပြန်ပြီးပေါ်လာမှာပါဆိုတော့ပြည်သူတွေအနေနဲ့ကတော့ဒီလိုရွေးကောက်ပွဲဝါရဖြန့်ချီမှုတွေကို social media တွေမှာမျှဝေပြောဆိုတာမျိုးတွေဒါမျိုးတွေမလုပ်ခဲနဲ့ ဟိုဒီဟာကိုလုံးဝကိုဟိုလစ်လူရှုလိုက်တာပုံစံနဲ့တုံ့ပြန်ဖို့ပဲလိုအပ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါကိုကျော်မောင်ကြီး။နောက်ထပ်ဆွေးနွေးရမယ့်အကြောင်းအရာကိုသွားလိုက်ရအောင်ဗျာ။ဒီစစ်ကောင်စီပြောခွင့်ရဟိုကျောက်စော်မင်းထွန်းပေါ့။သူကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအသိမှတ်ပြုလဲအရေးမကြီးဘူးလို့ပြောသွားတယ်ပေါ့နော်။မြန်မာနိုင်ငံသားတွေပဲထောက်ခံဖို့လိုအပ်တယ်လို့ပြောသွားရလည်းရှိရဗျာ။အဲ့ဒါကိုဆွေးနွေးပေးပါအောင်ဗျာ။ အဲ့တော့ပြာဒီမြန်မာပြည်သူတွေကဒီရွေးကောက်ပွဲကိုထောက်ခံလားဆန့်ကျင်လားဆိုတာသိချင်ရင်တော့ပြည်သူတွေကိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုခွင့်ပေးကြည့်လိုက်ပါလားလို့ပဲဒါဗိုလ်ချုပ်စုံမင်းတို့ပြန်ပြီးပြောရမယ်ဗျဆိုတော့လက်ရှိအချိန်မှာပြည်သူတွေကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နေမရှိဘူးဒီလိုပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုပိတ်ပင်ထားတယ်ပြည်သူတွေရဲ့ဒီနှုတ်တွေကိုပိတ်ထားတယ်ဗောဗျာဆိုတော့တော့ဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံသားတွေအတိအမဲ့ပြုရင်ရပြီလို့ပြောတာကတော့ဟိုတော်တော်လေးကိုမစီလျော်ဘူးဗော ိုပြည်သူတွေကိုပါဇက်ပိတ်ထားပြီးမှဒါပြည်သူတွေထောက်ခံတယ်ဆိုတာမျိုးအတင်းအဓမ္မပြောနေတဲ့ပုံစံလို့ကျွန်တော်တက်ရောက်ပါတယ်ဆိုတော့နောက်ပြီးဒါနိုင်ငံတကာကိစ္စကိုပြောရမယ်ဆိုရင်ဒါစစ်တပ်ကလုံးဝဒီရွေးကောက်ပွဲကိုကပေါ်ပေါ်တင်တင်ထောက်ခံအားပေးနေတာဆိုလို့တရုတ်နဲ့ရုရှားပဲရှိတယ်ဆိုဒီနိုင်ငံတွေကလည်းသိရတိုင်းပဲဗျာဒီအာနာရှင်နိုင်ငံတွေဖြစ်တယ်ဒါကိုဂျိုးစီးပွားကိုပဲကြည့်ရနိုင်ငံတွေဆိုတော့မြန်မာနိုင်ငံပေါ်မှာလည်းသူတို့ရဲ့ကိုဂျိုးစီးပွားပေါ်အခြေခံပြီးတော့ပဲဒီမြန်မာနိုင်ငံရဲ့ဒီဒီနိုင်ငံရေးအခြေအနေတွေကိုဒါဩဇာ နွမ်းပြီးတော့အချုပ်ကင်ချဲလဲနေတဲ့အခြေအနေမှာကျွန်တော်ရှိပါတယ်ဆိုတော့ဟိုပြန်ကြည့်ရင်အာဆီယံတော်မှဒါစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုဒါဟိုပေါ်ပေါ်ထင်ထင်ထောက်ခံတာလည်းမရှိဘူးလက်ဝင်ရှူတာလည်းမရှိဘူးပေါ့လေဆိုတော့ဒီအာဆီယံအနေနဲ့လေးလာစောင့်ကြည့်သူတွေစေလွတ်တာမျိုးတောင်ဟိုမလုပ်ကြဘူးဒါတော့မှစစ်တပ်ကနေပြီးတော့မှဒီလေးလာစောင့်ကြည့်သူတွေစေလွတ်ဖို့တောင်းဆိုတဲ့အခြေအနေမှာတော့မှဒါအာဆီယံကဒါနှုတ်ဆက်နေတယ်ဒါလေးလာစောင့်ကြည့်သူတွေစေလွတ်တာမျိုးမလုပ်ဘူးဆိုတော့ဟိုသတင်းတွေကျွန်တော်တို့တွေ့ရတယ် ဆိုတော့ဒီပေါ်ပေါ်တင်တင်နဲ့ဒီကန့်ကွက်ပြောဆိုနေကြတာကတော့ဒါကမ္ဘာကုလသမဂ္ဂအပေါင်း EU လို့ပြင်သစ်တို့ပေါ့လေဆိုတော့နယူးဇီလန်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ရက်ကပဲဒါလွတ်တော်မှာဒီအဆိုတင်ပြီးတော့ကိုမာဒီမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုဒါ ဟိုစန့်ရှင်ရှုပ်ချထားတာတွေကျွန်တော်တွေ့ရတယ်ဗောလေဆိုနိုင်ငံတကာအမြင်နဲ့ပုံစံကတော့ဒါလက်ရှိအချိန်မှာဒီမြန်မာစစ်တပ်ကဒါနိုင်ငံတော်ဝင်မှာဒါလေကြောင်းတိုက်ခိုက်မှုတွေလည်းအများအပြားလှုပ်ဆောင်နေတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူတွေလည်းထိခိုက်ဒေဆုံးနေရတယ်နောက်တစ်ခါဒီစစ်ပေးရှောင်ပြည်သူတွေလည်းအများကြီးရှိနေတယ် ဆိုနိုင်ငံတွင်းမှာဒါလူခွင့်ရေးချိုးဖောက်မှုတွေကတော်တော်လေးကိုဆိုးဆိုးရွားရွားဖြစ်နေတဲ့အခြေအနေအဲနောက်တစ်ခါဒီနိုင်ငံရေးသမားတွေနိုင်ငံခေါင်းဆောင်တွေပေါ့လေဒါတွေကိုလည်းဖမ်းဆီးထောင်ချထားတယ်ဒါအချင်းအောင်တွေထဲမှာနိုင်ငံရေးချင်းသားတွေအများပြားရှိနေတော့မယ်နောက်တစ်ခါဒီအဓိကပါတီကြီးပေါ့လေ NRI ပါတီကိုလည်းဒါရည်တည်ရှင်သန်လို့မရအောင်ဒါဖိနှိပ်ကန့်သက်ထားတယ်ဖယ်ကျင်ထားတယ်ချားတစ်ဖက်မှာပြည်တွင်းစစ်ကလည်းဒါနိုင်ငံတော်အမှာကြေကြေပြန့်ပြန့်ဖြစ်နေတယ်ဆိုတော့ဒီလိုအခြေအနေမှာဒါစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲက ဟိုဘလို့လုတ်ပြီးတော့မှလွတ်လပ်ပြီးတရားမျှတမှာလဲဒီရွေးကောက်ပွဲကဘလို့မှလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးလို့နိုင်ငံတကာကဒါရှုမကြတာဖြစ်ပါတယ်ဆိုတော့ဒီဗိုလ်ချုပ်စုံမင်းထွန်းကပြောတာကတော့ဗျာနိုင်ငံတကာကမထောက်ခံလဲဂယူးမဆိုင်ဘူးဆိုတဲ့သဘောပေါ့ဒါလူမိုက်စကားပြောတာပေါ့ဗျာဒီလိုပဲသုံးသပ်ရမှာပါကြေရောဒါမြန်မာနိုင်ငံဆိုတာကဒါကဘာတဲ့ကဘာကြီးတဲ့ကဒါနိုင်ငံတစ်ခုဖြစ်တယ်ဒါမြန်မာလူအဖွဲ့စည်းဆိုတာကလည်းကဘာလူအဖွဲ့စည်းတဲ့က ဒါလူအဖွဲ့အစည်းတစ်ခုပါပဲပြောရရင်ပြလူဆိုတာကလူအဖွဲ့အစည်းနဲ့ရည်တည်ရှင်သန်ကြရတယ်အဲ့ဒီကမ္ဘာလူအဖွဲ့အစည်းထဲမှာဒါဂုံသိက္ခာရှိရှိတန်မိုးရှိရှိနိုင်ငံတစ်ခုဖြစ်ဖို့ဆိုရင်ဒီလိုကမ္ဘာလူအဖွဲ့အစည်းထဲမှာရှိနေတဲ့ကျင်းဝတ်တွေဟိုတန်မိုးဆန်နှုန်းတွေကိုလေးစားဖို့အလေးထားဖို့လိုအပ်တာပေါ့ဆိုတော့အခုအာဇော်မင်းထွန်းပြောပုံကတော့ဒါစစ်တပ်ကမြန်မာနိုင်ငံကိုဒီကမ္ဘာကြီးနဲ့မပတ်သက်အောင်ခွဲထုတ်ပြီးတော့မှပိတ်လောင်ထားပြီးဒါဆေးရဆွေးမှုတွေကိုဟိုစိတ်ကြိုက်လုပ်မဲ့ပုံတံလို့ပဲကျွန်တော်တို့သုံးသပ်ရမှာပါဟုတ်ကဲ့ပါကိုကျွန်းမောင်ကြီးအဲ ဒီပေါ်ကျုပ်ဆိုမဲ့တော့ပြောရတဲ့အထဲမှာပေါ့မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးခွင့်ရှိတယ်ပေါ့မြန်မာရေကိုရွေးကောက်ပွဲမှာမဲပေးတဲ့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရမယ်ပေါ့ဆိုတာလည်းပါတယ်ဗျာအဲ့တော့ကိုကျွတ်မောင်ဘလို့တုံးသက်ရှင်လဲအရင်ဆုံးသူပြောတာရင်နားထောင်ကြည့်အောင်ဗျာရွေးကောက်ပွဲတစ်ခုကိုတမာတမရှိစွာကျင်းပနိုင်စင်းဟာသက်ဆိုင်ရာ နိုင်ငံများရဲ့နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီးကမ္ဘာတဝန်းမှာတော့ရှိတဲ့ဒီမိုကရေစီရင့်တန်ပါတယ်ဆိုတဲ့ နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ်ကျွန်တော်တို့နိုင်ငံဟာပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘာသာစာမှဆင်းသက်ပြီးမြန်မာနိုင်ငံတစ်ဝန်းလုံးမှတည်ပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဟာ လွတ်တရရဲ့တွက်ကြပြီးဗမ်းလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူး။ဒီလိုပါပဲကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးတက်တဲ့ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးသက်သက်တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှ ကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ်မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိရဆိုတာတော့မှန်တာပေါ့ဗျာ ဟိုဒါကိုလည်းဒါဗိုလ်ချုပ်စော်မင်းထွန်းတို့ပါဝင်စစ်ကောင်းဆောင်တွေတေချာနားလည်တင်တာပေါ့ဆိုမြန်မာပြည်သူတွေကဒါသူတို့ရဲ့အနာဂတ်ကိုဒါ2015ရွေးကောက်ပွဲနဲ့တကာနောက်တကာဒီ2020ရွေးကောက်ပွဲနဲ့တကာသူတို့ကိုယ်တိုင်ဖန်တီးဆုံးဖြတ်ပေးခဲ့တာပဲဆိုဒါကိုဖျက်ဆီးလိုက်တာကဒါမြန်မာပြည်သူတွေရဲ့အနာဂတ်ကိုဖျက်ဆီးလိုက်တာကဒီစစ်အာဏာသိမ်းမှုပါတော့ဒီစစ်အာဏာသိမ်းမှုကိုဘယ်သူတွေကလှုပ်ဆောင်ခဲ့တာလဲဘသူတွေကမြန်မာပြည်သူတွေရဲ့အနာဂတ်ကိုဖျက်ဆီးလိုက်တာလဲဆိုတော့ဒါဟိုရှင်းရှင်းလင်းလင်းဟိုထင်သာမြင်သာရှိပါတယ် ဆင်ရနာသိမှုမဖြစ်ခင်ကမြန်မာနိုင်ငံကဒီရည်သားဆိုးရလက်အောက်မှာပေါ့လေဒါဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့အတူတာလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကလည်းလမ်းကြောင်းမှန်ပေါ်ကိုရောက်နေတာဗျဟိုတိုးတက်နေတာပေါ့လေအဲ့တော့2020ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာကိုဗစ်ကပတ်ကက်ယောဂါကိုခံစားနေရပါပဲလေဒါမြန်မာနိုင်ငံအနေနဲ့ကပြန်လဲယုံထားနိုင်ဖို့ကအင်အားရှိတဲ့အခြေအနေမျိုးရှိပါတယ် ဆိုတော့ဒီချိန်မှာပဲဒါလူတယောက်ရဲ့အာနာရမက်ကြီးမှုနဲ့ပေါ့လေအာနာတိမ့်လိုက်တဲ့အခါကျတော့ဒါအတိုင်းပြည်ကဟိုဘလိုချင်းတွေရောက်သွားလဲဆိုတော့ဒီကနေ့မျက်မြင်ပါပဲဆိုတော့ဒါရီကိုပေါ်ပြနေတဲ့ဆက်လက်တွေလည်းကျွန်တော်တို့အများကြီးရှိပါတယ်အဲ့တော့2023ခုနှစ်လောက်ကဒီကမ္ဘာဗန်ကနေထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတစ်ခုမှဆိုလို့ရှိရင်ပေါ့လေဆိုတော့ဒီမြန်မာစီးပွားရေးကဒါ2019ခုနှစ်ကတည်းကဒါဆယ်ရာခိုင်နှုန်းကြီးကျဆင်းသွားတယ်လို့ပေါ်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါစီးပွားရေးဆုံး ဆိုးရွားကြဆင်းမှုကိုကျွန်တော်တို့ပြသထားတာပေါ့လေဆိုတော့ဒီဒီညှိုးငိမ့်ဖြစ်ပါတယ်နောက်ပြီးတော့သူပို့ပြီးတော့မှကျွန်တော်တို့ဒါဟိုလေအချက်လက်အားဖြင့်ကြည့်ရင်ဒါဟိုစိတ်မကောင်းဖြစ်စရာကောင်းတာကမြန်မာနိုင်ငံကပေါ့လေဒီအရှေ့အာရှနိုင်ငံများနဲ့ကိုဗစ်ကရောဂါမတိုင်ခင်ကစီးပွားရေးအခြေအနေကိုပြန်လဲရောက်မလာနိုင်တော့တဲ့ ိုတကူတွဲသောနိုင်ငံကမြန်မာနိုင်ငံဖြစ်တယ်ဆိုပြီးတော့လည်းပေါ်ပြထားတယ်ဟိုဆိုလိုချင်တာကတော့ဗျာကျွန်တော်တို့ဒီဒီကိုဗစ်မတိုင်ခင်ကာလကဒီရှိခဲ့တဲ့နိုင်ငံဟိုစီးပွားရေးအခြေအနေပေါ့ပြည်သူလူထုရဲ့လူမှုစီးပွားအခြေအနေတွေကိုပြန်ရောက်မလာနိုင်တော့တဲ့နိုင်ငံပေါ့မြန်မာနိုင်ငံကဒါမျိုးကိုဟိုပေါ်ပြထားတဲ့ညွှန်ငင်ဖြစ်ပါတယ်နောက်ပြီးတော့ဒါဒီပြီးခဲ့တဲ့ဒီ2024ခုနှစ်လောက်ကဒီကမ္ဘာ့ဘဏ်ကနေပဲထုတ်ပြန်တဲ့အစီရင်ခံစာရဆိုလို့ရှိရင် ဒီနိုင်ငံလူဦးရေရဲ့ဒီ32ရာခိုင်နှုန်းကျော်ရှိတဲ့ဒါပြည်သူ18တန်းကျော်ကဒါဆင်းရဲတွင်းတွေကိုရောက်သွားပြီးတော့လေအဲဒီအဲဒီအစီအင်ခံစားမှာကျွန်တော်တို့တွေ့ရတယ်ဗောလေအတော့ပြပြန်ချုပ်ပြောရရင်တော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီညှင်းငိမ့်တွေအစီအင်ခံစားတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင်ကိုပဲဒါဘယ်လောက်ထိဒါအခြေအနေဆိုးသွားရဲဆိုတာကိုကျွန်တော်တို့ဟိုမြင်ရတယ်ကြဆိုတော့ဒီလိုညွန်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ညွန်ငိမ့်တွေအစီအင်ခံစားတွေရတယ်ဒါအခြေအနေဆိုးသွားတာကိုပဲညွန်ပြနေရောကျွန်တော်တို့တွေ့ရပါတယ်။ဟုတ်ကဲ့ပါကိုကျောင်းမကြီးအခုနောက်ဆုံးတော့ကိုကျောင်းဆော်မင်းတွန်းပြောထားတာကိုပဲအခြေခံသုံးသပ်ပြီး ကျွန်တော်တို့ဒီ season မှာရနိုင်အောင်ဗျာရင်းဆုံးဗိုလ်ချုပ်စော်မင်းတို့ပြောတာကိုကြည့်အောင်ဗျာတတိယကြိမ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်။အဲဒီရွေးကောက်ပွဲမှာငဲပသမာမှုတွေများစွာရှိခဲ့တယ်။အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ပင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်။မဲပသမာမှုဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့10.4တန်းဖြစ်ပါတယ်။1000လည်းမဟုတ်တော့1000လည်းမဟုတ်ပါဘူး။ ပပိန်လည်းမဟုတ်ပါဘူးပပန်းလည်းမဟုတ်ပါဘူးဆယ်တန်းကျော်ဖြစ်ပါတယ်နေပေးပိုင်ခွင့်ရှိတဲ့လူဦးရေထက်၄ပုံတပုံလောက်ဖြစ်ပါတယ်ဒီမတမာမှုတွေအတွက်နိုင်ငံရေးပါတီတွေနဲ့တတ်မတော်ဟာပထမဆင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥပဒေလုံထုံးလုံးနည်းနဲ့အညီဖြည့်ရှင်းဖို့ပြောခဲ့တယ်ဒါကိုညှင်းဆိုင်တဲ့အတွက်ဒုတိယဆင့်ပြည်ထောင်စုလွတ်တော်အထူးစည်းဝေးခေါ်ပေးဖို့ဤစနစ်တကျတောက်ဆိုခဲ့ပါတယ်ထပ်မံညှင်းဆိုင်ခဲ့ပါတယ်တတိယဆင့်ဆိုရပြည်ထောင်စုလွတ်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုကနီလန်းရှာဖြည့်ဆင်းပေးဖို့ထပ်မံတောင်းဆိုခဲ့တာလည်းညှင်းဆန်ခဲ့ပါတယ်။ဒီအစ်စ်နေအားလုံးပြီးတော့ကျွန်တော်တို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပေးဖို့နှစ်ကြိမ်တိုင်တိုင်တောင်းဆိုရမှာလည်းဖြည့်ရှင်းပေးမှုမရှိပါဘူး။ဒီဖြည့်ရှင်းမပေးဘဲတတရကြိမ်လွတ်တော်ခေါ်ယူဖို့အစိုးရဖွဲ့ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့နီ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်ကနိုင်ငံတော်ရဲ့တာဝန်အရရကိုရယူခဲ့ရပါတယ်။ဒီစကားကတော့ဗျာဒီစကောင်းဆောင်မင်းအောင်နိုင်လေတာမကြာခဏကိုပြောနေတဲ့စကားပါပဲ။ဆိုတော့ဒီတိုင်းပဲဒါဗိုလ်ချုပ်စုံမင်းနဲ့ထွက်ပြောတာပါ။သူတို့ပြောတာတွေကတကယ်ပဲအချက်လက်တွေနဲ့တော့ဟိုနိုင်ရှင်လိုင်းတော်တော်လေးကိုကင်းကွာနေတာဗောလေအချက်လက်အမှန်တွေနဲ့ကိုကင်းကွာနေတော့ကျွန်တော်တွေ့ရပါတယ် အဲ့တော့ဒီ2020ရွေးကောက်ပွဲမဲမဲတမမှုဆိုတာကိုကျွန်တော်အချက်လက်တွေနဲ့ပြန်ပြီးတော့နှိုင်းရှင်မပြောခင်မှာကျွန်တော်ပြန်ကြည့်လိုက်ပါဗျာဟို1990ရွေးကောက်ပွဲမှာရောဒါဘယ်ပါတီကအပြတ်သက်နိုင်ရခဲ့ကလေးပေါ့အဲ့နောက်တခါဒီဒီဟိုစစ်တက်ဟိုစစ်တက်ကကျော်တော့နောက်ကပေးထားတဲ့ချက်ဖို့အစိုးရပေါ့လေချက်ဖို့အစိုးရရဲ့ဒီရွေးကောက်ပွဲကော်မရှင်ကလုပ်ခဲ့တဲ့ဒါ2012ဂျာဗျက်ရွေးကောက်ပွဲပေါ့အဲ့ဒီဂျာဗျက်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်လေဘယ်သူဘယ်သူတွေပဲဘယ်ပါတီပဲအပြတ်သက်နိုင်ရခဲ့တယ်လေအဲ့တော့ ိုဒါတွေကိုကျွန်တော်တို့ပြန်ကြည့်လို့ရတယ်နောက်တစ်ခါဒီကျက်ဖို့အစိုးရလက်ထက်ပါပဲဒါကျက်ဖို့အစိုးရကဒီရွေးချယ်ထားခန့်အပ်ထားတဲ့ရွေးကောက်ွယ်ကော်မရှင်ကနေပြီးတော့မှဒီလုံတဲ့2015ထွေထွေရွေးကောက်ပေးမှာလေဆိုဘဲပါတီပဲအပြတ်အသတ်အနိုင်ရခဲ့တယ်လေပေါ့ဆိုတော့ဒီ NLD ပါတီပဲအပြတ်အသတ်အနိုင်ရခဲ့ပြီးတော့မှဒီအစိုးရဖွဲ့နိုင်ခဲ့တာမဟုတ်ဘူးလားပေါ့လေအဲ့တော့ဒီ2020အရှိကလုတ်တဲ့ရွေးကောက်ပွဲတွေကဒါစစ်တပ်ကနေပြီးတော့စီမံနဲ့ဦးစီးတဲ့ရွေးကောက်ပွဲတွေပါပဲဆိုတော့ဒီလိုရွေးကောက်ပွဲတွေမှာလည်းဒါ NLD ပဲနိုင်ခဲ့တာ ဆိုလူလူကသူတို့အဆုံးဖြတ်ပေးခွင့်ရရတယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့ဆန္ဒပြည်သူဆန္ဒကို ပေါ်တွင်အောင်ကိုဆုံးဖြတ်ချက်ပေးခဲ့ကြရတယ်ဒီလိုမဲပေးပြီးတော့မှအဲ့တော့ဟိုဒါဟိုကြည့်လို့ရှိရင်ပဲဒါ2020ရွေးကောက်ပွဲကြမှာပဲဒီ NLD ကအပြတ်အသတ်နိုင်တာမဟုတ်ဘူးပေါ့လေဒီရွေးကောက်ပွဲအစဉ်အဆက် NLD ပါဝင်ခဲ့တဲ့ရွေးကောက်ပွဲတွေတိုင်းမှာဒါအပြတ်အသတ်နိုင်ခဲ့တယ်ဆိုတာကတော့တမိုင်းကကျွန်တော်တို့ဟိုတက်တည်ပြခဲ့ပြီးဖြစ်တယ် အဲ့တော့အခုမှသာဒီ2020ရွေးကောက်ပွဲမှသာဒါမဲမတမာမှုဆိုတဲ့အကြောင်းပြချက်နဲ့သူအာနာသိမ့်လိုက်တာကတော့ဒါတော်တော်လေးကိုဟိုစီလျော်မှုမရှိလွဲချော်မှုမရှိပါလေဒါဒီလိုအာနာကိုသိမ့်ညင်လို့ကိုသိမ့်နေဆိုတဲ့အချက်ကတော့ကျွန်တော်တို့ထင်ရှားနေတာပဲပြဒါအကြောင်းပြချက်တသက်ပေါ့လေမဲမတမာမှုလို့ဘာလို့ဆိုတာကအကြောင်းပြအကြောင်းပြချက်တသက်တွေပါပဲဆိုတော့အခုရွေးကောက်ပွဲဝင်မဲ့ပါတီတွေကလည်းပြဒီအာနာသိမ့်မှုကဒါပြည်သူလူထုရဲ့အာနာကိုဒါစစ်တပ်ကသိမ့်ယူလိုက်တဲ့ဖြစ်တယ်ဆိုတာမျိုးကိုဒါသူတို့က ဟိုမတိတေးကြုံပြုတ်ထားပြီးတော့မှဟို NRI ဆိုရလက်ထဲကအာနာကိုစစ်တပ်ကတင်လိုက်တဲ့သဘောမျိုးပြောဆိုကြတာတွေလည်းရှိကြပါတယ်အဲ့တော့တကယ်တကယ်တမ်းကဒီအတူရောင်ရွေးကောက်ပွဲကိုဝင်မဲ့ပါတီတွေကဒါပြည်သူလူထုကအာဏာကိုအသိမ်းခံထားရတယ်ဆိုတာကိုသူတို့မျက်ကွယ်ပြုပြီးတော့မှဒါဒီစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပါဖို့ဟိုကြိုးစားနေကြတာဖြစ်ပါတယ်။အဲဒီချိုးချတော့တဲ့ဒါ NLD မရှိဘူးဆိုလို့ရှိရင်ငါတို့ကတော့ခွဲရန်ပူရမယ်ဆိုတဲ့ဒီအာဏာခွဲရန်ကိုမျှော်လင့်ကြတာလည်းရှိတာပေါ့ဗျာ။ ဆိုတော့အဲ့တော့ဟိုဒီဇော်မင်းထုံးပြောတဲ့မဲမတမာမှုဆိုတာကိုကျွန်တော်တို့ဟိုအချက်လက်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီအဲ့ဒီကာလပေါ့လေ2020ရွေးကောက်ပွဲကာလမှာဒီ2020ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်ခဲ့ကြရတယ်လွတ်လပ်တဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်ပေါ့လေဆိုတော့ဒီလိုဖွဲ့စည်းတွေထုတ်ပြန်ချက်တွေကိုကျွန်တော်တို့ကြည့်လိုက်တယ်ဆိုလို့ရှိရင်လေဒီ2020ရွေးကောက်ပွဲကဒါရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာဒါစီမံခန့်ခွဲမှုဆိုင်ရာအားနည်းချက်တွေနဲ့ဒါချွတ်ချော်မှုတွေရှိခဲ့တာတော့မှန်တယ်ဒါပေမဲ့ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကတော့ ဒီပြည်သူလူထုရဲ့ဆန္ဒနဲ့ဟိုထက်တူကြခဲ့တယ်ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကိုပြောင်းလဲစေနိုင်တဲ့အထိတည်ရမှုမရှိခဲ့ဘူးဆိုတဲ့အချက်တွေကိုအဲ့ဒီတုန်းကလိလာစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေကနေပြီးတော့မှသူတို့အစီရင်ခံစာတွေကနေမှထောက်ပြခဲ့ကြတာရှိတယ်အဲ့တော့ဒီဒီအာနာမသိန်းနေမော်လေ2021ခုနှစ်ဒါဇန်နဝါရီလ29ရက်နေ့မှာဒီရွေးကောက်ပွဲလိလာစောင့်ကြည့်ရဲ့အဖွဲ့အစည်းကနေပြီးတော့မှလည်းဒါပူးတွဲကြညာချက်တစ်ဆောင်ထုတ်ပြန်ခဲ့တာရှိတယ်အဲ့ဒီထုတ်ပြန်ချက်မှာဆိုလို့ရှိရင်လေစောင့်ကြည့်လိလာမှုတွေအရာပေါ့လေဒီရွေးကောက်ပွဲ ဥပဒေမူပေါင်းနဲ့ဒီလုံထုံးလုံကြီးတွေအားနည်းချက်တွေအပြင်ပေါ်လေဒါကိုဗစ်ကရောဂါလည်းဖြစ်နေတဲ့အခါကျတော့ဒီကိုဗစ်ကရောဂါအကန့်အသတ်တွေကြောင့်ဒါရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာဒီအားနည်းချက်တွေတော့ရှိခဲ့တယ်တဲ့ဒါဒါမျိုးလည်းသူတို့ပေါ်ပြထားတာတွေ့ရပါတယ်ဒါပေမဲ့လည်းဒီရွေးကောက်ပွဲရလဒ်တွေကဒါမဲဆန္ဒရှင်အများစုရဲ့သဘောထားနဲ့အညီရလာတဲ့ရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ဒါကိုတဲ့ဒါပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအနေနဲ့ဟိုတွေ့ရှိရတယ်ဆိုပြီးတော့လေဒါဒီလိုထုတ်ပြန်ချက်မှာပေါ်ပြထားတာတွေ့ရတယ် ဲ့တော့ဒါကတော့ဒါ you got way ကိုလေးတာစောင့်ကြည့်တဲ့သူတွေရဲ့ဒီထုတ်ပြန်ချက်တွေအစင်ခန်းစာတွေမှာဒါရှင်းရှင်းလင်းလင်းဒီ you got way ကဒါပြည်သူဆန္ဒကိုထင်ရတဲ့ you got way တခုဖြစ်တယ်ဆိုတာကိုပေါ်ပြနေတာကိုကျွန်တော်တို့ဒါချက်လက်နဲ့ကျွန်တော်တို့နိုင်ရှင်ပြတာဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့ဒီ2020 you got way ဆိုတာကကျွန်တော်တို့ဒါစစ်တပ်ကဒါရေးဆွဲအတီးပြုပြီးတော့မှဒီစစ်တပ်ကပဲအကာအကွယ်ယူထားတယ်ဒီ2008အခြေခံဥပဒေအောက်ကနေလုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုပြီးခဲ့တဲ့ဒီ2015ရွေးကောက်ပွဲဆိုတာလည်းအလားတူပဲဒီ2008ခြေဥအောက်ကနေလုပ်တဲ့ရွေးကောက်ပွဲပဲဆိုတော့ အဲဒီလိုယူကောက်ပွဲကော်မရှင်ဆိုတာကလည်း2008အခြေခံဥပဒေအောက်ကပဲဖွဲ့စည်းထားတဲ့ယူကောက်ပွဲကော်မရှင် ဖြစ်တယ်။ဆိုတော့အဲဒီမှာလည်းဒီအဲဒီလိုသူတို့အကာအကွယ်ယူထားတဲ့2008အခြေခံဥပဒေမှာလည်းဒီယူကောက်ပွဲအငင်းပွားမှုတွေနဲ့ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လာပြဋ္ဌာန်းထားတဲ့ဥပဒေတွေသူတို့ရှိတယ်။ဆိုတော့အဲဒီမှာဘာပြီးပါလဲဆိုလို့ရှိရင်ဒါပြည်တော်စုယူကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ချက်များဒီ ဒီလိုအငင်းပွားမှုတွေဖြစ်လာရင်ပေါ့လေဆိုတော့ပြည်ထောင်စုရွေးကောက်ဝယ်ကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ချက်များပြီးတာအပြီးအပြည့်ဖြစ်စေရမယ်ဆိုပြီးတော့ဒီ2008ခြေခံဥပဒေမှာပြဋ္ဌာန်းထားတာရှိတယ်။အဲ့တော့ပြန်ကြည့်လိုက်ရင်ဒီ2008ခြေခံဥပဒေဒီစစ်တပ်ကအကာအကွယ်ယူထားတဲ့2008ခြေခံဥပဒေမှာရဲ့ဒီရွေးကောက်တင်မြောက်ခြင်းအပိုင်းမှာဒီစစ်တပ်ရဲ့လုပ်ပိုင်ခွင့်ပါဝင်ပတ်သက်ပိုင်ခွင့်ကိုလုံးဝထည့်သွင်းပြဋ္ဌာန်းထားတာမရှိဘူး။အဲ့တော့ဗျာအခုချိန်နေရဒီပြန်ကြည့်လိုက်ဒီ2021ချိန်နေရတော့ဒါရွေးကောက်ဝယ်မှာဒီမဲမနိုင်တဲ့ခါကျတော့ဒီစစ်တပ် ကျတော့နောက်ခံပေးတဲ့ပါတီကမဲမနိုင်ဘူးမဲမနိုင်တဲ့အပြင်ကိုဒီဟိုတခြားပါတီတွေကလည်းမဲရှုံးတဲ့ပါတီတွေပေါ့လေမဲရှုံးတဲ့ပါတီတွေကလည်းသူတို့မဲရှုံးတော့ရွေးကောက်ပွဲပြန်လုခိုင်းနေအာနာသိမ်းခိုင်းနေဒါမျိုးတွေပေါ့လေသူပြည်သူလူထုရဲ့ဒီဆန္ဒကိုဟိုလုံးဝကိုမျက်ကွယ်ပြုပြီးတော့မှမလေးမစားလုပ်တဲ့လုပ်ရက်တွေပါပဲဆိုတော့ဒီခုနကကျွန်တော်တို့ပြန်ချုပ်ရရင်တော့ဒီသူတို့ပြောနေတဲ့ဒီမဲမတမာမှုမဲမတမာမှုဆိုတာဒါကိုဒီဒီအကြောင်းအရာကိုသူတို့ကအမြဲတမ်း တောက်လျှောက်ပြောလာတယ်ဒီချက်ပေါ်မှာပဲသူတို့ကကင်ဆွဲပြီးတော့အများရန်ပြောနေတယ်တကယ်တကယ်နဲ့အချက်လက်တွေအရဆိုလို့ရှိရင်ဆိုတော့မဲမတ်တမာမှုကြောင့်ဆက်ရနာတိမ့်တာမဟုတ်ဘဲနဲ့ဒီအာနာတိမ့်ကြီးလို့ကိုတိမ့်တာပေါ့လေဒါကိုသူတို့ကဖုံးကွယ်မှုအတွက်ကိုဒါမဲမတ်တမာမှုဆိုတာကဒါအကြောင်းပြချက်တက်တက်ပါပဲဆိုတော့အကြောင်းပြချက်ကလည်းခိုင်းလုံးနဲ့အကြောင်းပြချက်တော့မဟုတ်ဘူးဆိုတာကကျွန်တော်တို့ဒီအချက်လက်တွေအဲ့ဒီကာလကဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေနောက်တစ်ခါဒီသမိုင်းကြောင်းဆိုင်ရာအခြေအနေတွေဒါတွေကိုကြည့်လိုက်ရင်ကိုပဲကျွန်တော်တို့ပေါ်လွင်နေလို့ပဲကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုကျော်မောင်ကြီး ခုလောသုံးသက်ပေးတာကျေးဇူးထူးပဲတင်ရှိပါရဗျာ VIP ရဲ့ Editor သုံးသက်ချက် season ကိုတော့ဒီမှာပဲရည်နာကြပါတယ်ကြီးစုအားပေးကြတဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ